င်မှုတွေကပွဲချင်းနှောင်းပိုင်းအထိပို့ပြီးတော့ဂိုးပြန်ပြီညာဒါပေမဲ့ကျွန်တော်တို့အသင်းကတီးဝက်ကောင်းတဲ့အတွက်ကျွန်တော်တို့ဒီခြေသေးပွဲအောင်မယ်လို့ထင်ပါတယ်ဟုတ်အော်ဒီဟာဒါပဲအေးရမော်ပြီးလာတယ်ခေါက်တိုင်ပြီဂိုးပြန်ညာဟိုရွေးချယ်ကြတဲ့ကွာကျွန်တော်တို့စိတ်ကြိုက်ရွေးတာလေအကျွန်တော်တို့ဘယ်သူမှဝင်မစွတ်ပါဘူးအဲ့တော့ကျွန်တော်တို့နီးပြအဖွဲ့ဟိုဖိတ်ချက်ယူရတဲ့အတွက်ဒီကလေးတွေကတဲလန့်ပလေယာတွေများပါတယ်များတယ်ဆိုတော့အဲ့ဒါ ်ဒီကလေးတွေကိုဟိုပြောချင်တာကတော့ကျွန်တော်တို့ကလေးတွေကိုအားပေးပြီးတော့ဟိုရှေ့ဆက်ပြီးတော့ဒီကလေးကိုသွားနိုင်အောင်လို့ကျွန်တော်တို့ကဒီဘောလုံးသမားဘွားကိုသွားနိုင်အောင်လို့ကျွန်တော်တို့ကပြင်ဆင်ပေးတာပေါ့လေနော်အဲကျွန်တော်ကမကင်ထားပေးတယ်အဲ့ဒီကောင်းတိုက်ထားတယ်တိုက်တယ်ပိတ်တယ် ဖျားတော့အများမရှိပါဘူးဒါကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဟိုမခံကျင်တဲ့စိတ်တွေကိုဟိုကလေးတွေကိုလည်းထည့်ပြီးကလေးတွေကလည်းအောင်ကိုအောင်မယ်ဆိုတော့ကျွန်တော်တို့ ਨੇ ဒိုင်းလူဖြစ်သွားတဲ့အတွက်ဒါကအခုအခုလိုအသင်းလေးကဟိုစတောင်းဖြစ်လာတာပေါ့နော်ပိုကောင်းလာတာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ connection ကတော့မိပါတယ်အဲကလေးတွေကတော့နည်းနည်းဒီချိန်မှာတွေ့ကြုံနေသေးတဲ့အတွက်သူတို့ရဲ့ဟွာလေးတွေတော့နည်းနည်းလိုအပ်သေးတာပေါ့လေ မဲ့ကျွန်တော်တို့အသင်းကဒီဝက်ကောင်းတဲ့အတွက်ကျွန်တော်တို့ဒီခြေသေးပွဲအောင်မယ်လို့ထင်ပါတယ်ဟုတ်အကြီးကြီးတဲ့အုံမန်နဲ့ပွဲကြအုံမန်နဲ့ခြေစမ်းကောင်းတဲ့အသင်းအသင်းနဲ့ဖြစ်တော့လေဟုတ်ဘယ်လိုလဲဒီကျွန်တော်တို့ဒီလက်ရှိကစားပုံနဲ့ကြည့်မယ်ဆိုလို့ရှိရင်အုံမန်အသင်းကိုကျွန်တော်တို့အခြေအနေကဘယ်လိုရှိနေမလဲဟုတ်အခုကျွန်တော်တို့အခုလေ့လာမှာပါလေ့လာပြီးတော့ကျွန်တော်တို့တေချာပြင်ဆင်ကျွန်တော်တို့အသုံးရအချိန်ရလေတေချာပြင်ဆင်ပြီးတော့ကျွန်တော်အုံမန်ရဲ့အဲစတောင်းပွိုင်းဝီပွိုင်းကိုကြည့်ပြီးတော့ကျွန်တော်ပြင်ဆင်ပြီးတော့အနိုင်ရအောင်ကံပါပါကစားပါမယ်ဟုတ်ကဲ့ အော်ဒီဟာဒါပဲအေရီယာမော့ပေးတာလေခေါက်တိုက်ပြီဂိုးပြီအာတရားရာခိုင်တော့မှာပါအာသူတို့ကလည်းကျွန်တော်တို့ဟို respect ရှိရလေးစားကျွန်တော်တို့ကလည်းသူတို့ respect ရှိရလေးစားကျွန်တော်ညီကိုလိုဆက်ဆံတာပါအာသားသမီးလိုဆက်ဆံတာပါကျွန်တော်တို့ကဟိုကလေးတွေကိုစူရင်ငေါက်တယ်မရှိပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ပါခုနကအောင်ကလည်းဒီမိကြိုက်ကြတော့ဘာ team player တန်လည်းအများကောင်းတယ်ပြီးတော့ ခုနောက်ပိုင်းဆိုတော့ကျင်စက်ပြီးတော့တော်တော်အရွယ်နဲ့မလိုက်တဲ့မြန်မာလက်ရေးစင်တွေမှာတော်တော်လေးနည်းစွမ်းပိုင်းဆိုင်အောင်တဲ့ဒီရဲ့တင်းတင်းလို့နေတယ်ပေါ့ဒီအရွယ်ငယ်တဲ့ကလေးတွေနည်းပြရေးအနေနဲ့ဘယ်လိုအာ particularly ရရန်ကောင်းလာအောင်ဘယ်လိုမျိုးပြုပြင်ခဲ့ရရှိလဲအခက်အခဲရှိခဲ့လားဟုတ်ကဲ့အခက်အခဲတွေရှိပါတယ်ဘာလို့လဲဆိုကျွန်တော်တို့ကကွင်းမကောင်းတာတို့ပေါ့နော်ကွင်းတွေကမလုံလောက်တာပေါ့နော်အဲအဲအဲ့လောက်ပါပဲ။ကြံတဲ့ဟာကတော့ကျွန်တော်တို့ကလေးတွေကြိုးစားအားထုတ်ဖို့ကျွန်တော်တို့ကဟိုရွေးချယ်ကြတဲ့ကွာကျွန်တော်တို့စိတ်ကြိုက်ရွေးတာလေ။အဲကျွန်တော်တို့ဘယ်သူမှဝင်မစွတ်ဘူး။ အဲ့တော့ကျွန်တော်တို့နီးပြအဖွဲ့ဟိုစိတ်ကြက်ယူရတဲ့ဒီကလေးတွေကတဲလန့်ပလေယာတွေများပါတယ်များတယ်ဆိုတော့အဲ့ဒါဒီကလေးတွေဟိုပြောချင်တာကတော့ကျွန်တော်တို့ကလေးတွေကိုအားပေးပြီးတော့ဟိုရှေ့ဆက်ပြီးတော့ဒီကလေးကိုသွားနိုင်အောင်လို့ကျွန်တော်တို့ကဒီဘောလုံးသမားဘွားကိုသွားနိုင်အောင်လို့ကျွန်တော်တို့ကပြင်ဆင်ပေးတာပေါ့လေနော်အဲမြမလေးစဉ် professional ဖြစ်အောင်ဒီဟုတ်ကဲ့ အဓိကတော့ဒီခြေစစ်ပေါ်ပဲပေါ့နော်ရှေ့မှာလဲတာခုနညီလေးလေးပြောသွားကျွန်တော်ဒီမိကြရဲပေါ့နော်ရှေ့မှာဇာတိလေးရောမိကလေးအင်းလေးရောပေါ့နော်ခြေစစ်ဘက်အောင်လေးမှာကျွန်တော်နည်းနည်းလေးတော့ရှားခဲ့တာပေါ့နော်နှစ်တည်းကြားခဲ့ပြီအဲ့တော့ဒီဟာကိုအောင်အောင်မယ်ဆိုရင်ဟာမိသားကြီးအတွက်ဒီအားလုံးမြင်ရှိနေပါလား ကျွန်တော်အောင်ကိုအောင်မှာပေါ့အောင်ကျွန်တော်တို့ရဲ့စိတ်ဆန္ဒပါအဖေကတော့အရင်မရှိပါဘူးဒါကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဟိုမခံချင်တဲ့စိတ်တွေကိုဟိုကလေးတွေကိုလည်းထည့်ပြီးကလေးတွေကလည်းအောင်ကိုအောင်မယ်ဆိုတော့ကျွန်တော်တို့နဲ့ဒန်းနူဖြစ်သွားတဲ့အတွက်ဒါကအခုအခုလိုအသင်းလေးကဟိုစတောင်းဖြစ်လာတာပေါ့နော်ပိုကောင်းလာတာပေါ့ဟုတ်ကဲ့ပါတော့မကင်ထားပေးရယ်အဲ့ဒီကောင်းတိုက်ထားတယ်တိုက်တယ်ပိတ်တယ် နေလားအများကြီးအားပေးပါတယ် online နဲ့အားပေးနေတယ်ပြည်သက်တွေကို80ကျော်တွေအတွက်ပါပြန်ပြောချင်တာရှိတယ်ဟုတ်ကဲ့ပြည်သက်ကြီးကျွန်တော်တို့အသင်းလေးကိုဆက်လက်ပြီးတော့အမြဲအားပေးပါအောင်လို့ဖိတ်ခေါ်ပါတယ်